ဘင်္ဂလာနတ်ကတကူးကြီးရမှာတော့ကြားမင်းနောင်မှဘာမှမလုပ်နိုင်တာတွေအများကြီးပဲဦးဇင်းတို့ဇာတဲ့မှာပါတယ်တီယိုခဲမှာဗြမဏဒိဋ္ဌသူဘုံပကြီးဖြစ်တော့အဲ့ဒီမှာဟာအခုမြန်မာပြည်မှာနော်ဆက်ပွဲတွေဖြစ်တယ်လို့ပဲအဲ့ဒီကပူဆိုးတာပေါ့အဲ့ဒီမှာစာဝတ်သောက်ဖို့လည်းမရှိလူတွေကပြေးကြလွှားကြနဲ့ရဟန်းသာတွေလည်းဆုံးလောင်းမှုလူတွေမရှိတော့ဘူးကိုယ့်ဟာကိုယ်အသက်တောင်နိုင်နိုင်ပြေးနေရမှာအဲ့တော့ရဟန္တာရှင်မြတ်တရားတရားမြင့်တော်အကူကြီးတောင်းတာ တရားမင်းတော့ကုညီနိုင်မလားပေါ့။တွားကုညီနောက်တော့တရားမင်းကဘာပြောတယ်သိလား။အရှင်ဘုရားတဲ့တပြိတော့ဘာမှမတတ်နိုင်ဘူးလေ။ဟော။ဘယ်နဲ့။တချို့ကလာတဲ့ဘိုးတော်တရားမရတဲ့။ဟော။သာသနာက2500နောက်2500တရားမင်းကစောင့်နေတဲ့။မပြောဘူးလား။အဲ့ဒါဘုန်းကြီးတွေကိုစော်ကားတာ။ဘယ်နဲ့အမနာပဗဇတ်ကြီးတွေ။ဟင်။ဒီသာသနာကိုဆောက်ရှောက်လာတာသဲလာတာကယဟန်တန်ဃာတွေ။ အဲ့တော့သကြမင်းကစောင့်နေသကြမင်းကသူ့မှာသူ့မိဖုရားတွေနဲ့သူ့သူပြောနေတာဘာမှသိတာမဟုတ်ဘူးဒီသာသနာကြီးကိုခြေအောင်စောင့်လာတဲ့ပုဂ္ဂိုလ်တွေကဒီစင်မောကသံဃာတွေလေဘယ်နဲ့သကြမင်းကသာသနာစောင့်နေဆိုတော့မှားလားမမှားဘူးလားရားရရသူရသတိဟိုနှကောင်းချွန်ကလမကဝင်လာလိုက်သေးရဲ့အိန္ဒိယမောင်ခုံဝင်လာတာဟင်ဘာမှလူတွေကမသိဘူးအဲ့ဒါသူရသတိကဘေရင်သုံးပုံစောင့်နေတယ်အောင်မလီသူတို့ပါဇာကြီးတွေကပြောရဲသေးတယ်ပြောတော့ထေတာဝါဒါ ဟမ်သူရသတိပိဋကသုံးပုံစောင့်သလားအတန်တိုးတယ်အလုံးပြောစမ်းရေဝန်မစောင့်ဘူးအိန္ဒိယမောင်ခိုဝင်လာတဲ့နှာခေါင်းချုံကလမဘယ်နဲ့ပိဋကသုံးပုံစောင့်ရမှာလဲအဲ့ဒါတကယ်တော့ဗြမဏဘာသာဝင်တွေကလှုပ်ကြံထားတာသူတို့ကနေပြီးတော့အဲ့ဒီအိန္ဒိယနိုင်ငံမှာဆရာဆွီတီဆိုတဲ့မြစ်ကလေးရှိတယ်နော်ဗမာတွေကမပြီးလို့သူရသတိခေါ်တာတကယ်တော့ဆရာဆွီတီပဲဆရာဆွီတီ အဲ့ဒီစရသုတိဆိုတဲ့မြက်ကလေးမှာမြစ်တွေကရေတွေတက်လာလို့ရှိရင်နှုံးမြေတွေကြံခဲ့တယ်စိုက်လို့ပြိုးလို့ကောင်းတော့ပုံနာတွေကထွင်လုံးထုတ်တယ်အင်းဒီမြက်ကမြစ်ဆိုတော့ဒါမိမ့်မပဲဖြစ်ရမယ်မိမ့်မဆိုတော့ဘဲကလေးစီးပြီးတော့ပေါ့ဖိရင်သုံးပုံလက်ထဲထဲပေးလိုက်တာအဲ့ဒါကိုမြမပြည်တဲ့ဝင်လာတော့ဘာဖြစ်သွားလဲဘိဓကသုံးပုံစောင့်နေတဲ့ဟုတ်ကဲ့ရောလားအေးဘိဓကသုံးပုံစောင့်နေသူရသတိဘိဓကသုံးပုံစောင့်တာ ဘုရားဟောတဲ့ပါဠိထာဂရတိကာတွေမှာရှိတယ်ဆိုရင်ဒီဥစဉ်ကောင်းလာဖြတ်မလိုက်အဲ့ဒါလောက်တောင်ပြောရဲတယ်လုံးဝထေရဝါဒကျမ်းထဲမှာမရှိဘူးဘယ်နဲ့ပောက်တက်ကြရဗျမနဘာသာတွေဟာလာတာဟိုဒီထေရဝါဒဗုဒ္ဓဘာသာတွေကမယောင်ရစီလူလိုက်နေတာအဲ့ဒါတခါတခါမှတွေသူရသတိဘယ်ကလာမှန်းတော့တချို့ကမသိဘူးဘိဓကသုံးပုံစောင့်နေပြောလို့ပြောတရားသာသနာရောက်ပြီတဲ့အလယ်ကအဲ့ဒါနော်သာသနာကိုဖြစ်လူဖြစ်စီလုတ်တယ်အဲ့ဒီဘိုးတော်ရောင်ရောင်နတ်တော်ရောင်ရောင် ပေးရင်ဆရာရောင်ရောင်ပုံကိုယ်တွေအဲ့ဒါသာသနာဖြစ်စည်းနေတာပဲတော်တော်အရေးကြီးတယ်တက္ကသိုလ်မှာအပေါင်းသူတော်ကောင်းတို့ဒါထေရဝါဒအမိခံပြီးတော့အမသံတရားတွေလဲနေတာမဟုတ်ဘူးလားဟုတ်တယ်နော်တက္ကသိုလ်မှာသိရင် ပြင်ဖို့မလိုဘူးလားအေးအဲ့ဒီမှာတရားမင်းကကြီးုံလေတပည့်တော်ဘာမှမတတ်နိုင်ဘူးတဲ့ဒါပေမဲ့တခုတော့ကုညီနိုင်တယ်အရှင်ပြားတို့ ီရိလင်္ကာနိုင်ငံနဲ့အိန္ဒိယနိုင်ငံသွားတော့သင်္ဘောကြီးဖန်ဆင်းပေးမယ်ဒီလောက်ပဲရတယ်ကဲတရားမင်းကြီးရဲ့တကိုးနဲ့ဟာယဟန်တော်တွေစားဖို့ဆိုပြီးတော့ကဲကပ္ပယာဂာရကတွေရောဆွန့်ရှေ့ယုံတွေရောဖန်ဆင်းပေးလားကဲကြီးစံအဲ့ဒါပဲတရားမင်းအောင်လုံမပေးနိုင်တာကိုဒီနတ်ဆုံးနတ်မွားတွေကလုံနိုင်မှာလားနမလို့ရှမ်းသာလာတဲ့ပုဂ္ဂိုလ်ရှိရင်ထားသမှာဒီထဲမှာရှိလားရှိရင်ထားထရတယ် နော်ဂုံပြုပေးမယ်အဲ့ကမှသီရိတ္တမနော်ဘာသိင်္ဂီညာသိင်္ဂီကပ်ပေးလိုက်မယ်ဟုတ်လားနတ်မှာပြီးတော့ဘုရားတပည့်တော်မှကြီးပွားလာတာဘာလို့လူပြီးပြီအာမခံနိုင်အဲ့ဒီဘွယ်ကပ်ပေးမယ်မလို့ရှင်ဘူးလားပြောတာပါအဲ့တော့ကြည်ကြည်နတ်ကတက္ကရာမတွေထင်တယ်လို့တကူမကြည့်ဘူးတချို့ကအဲ့ဒါနတ်ကင်မှုကြောက်တယ်တဲ့ဦးဇင်းတို့စာထဲမှာဘယ်လိုပါလဲနတ်တွေဆိုတာ နှုတ်ပါဏဒုက္ခဇဏိတုံအသက်ကွန်တော်ပြီမဖြစ်ပေါ်လာသေးတဲ့ဒုက္ခတွေကိုဖြစ်အောင်သူတို့မလုပ်နိုင်ဘူးတဲ့ဒါတွေကိုလူတွေကနားမလဲဘူးတပည့်တော်တို့တခုခုလုပ်လိုက်ရင်တော့နတ်ကဂိုင်မယ်လို့ကြောက်နေတာနတ်တွေသည်တခါတခါမှတွေမဖြစ်ပေါ်လာသေးတဲ့ဒုက္ခတွေကိုလည်းဖြစ်အောင်သူတို့မလုပ်နိုင်ဘူးဖြစ်စေဒုက္ခတွေကိုတော့ပေးနိုင်တယ်တဲ့ဖြစ်စေဒုက္ခဆိုတာတခါတခါမှတွေကယောဂဝေဒနာတခုခုခံစားနေရတယ် သီလကလည်းမရှိတဏ္ဍကုံလည်းမမြင်ဟမ်ဖျားရောင်ရောင်နတ်ရောင်ရောင်ဘိုးတော်ရောင်နေ ਉ အဲ့တော့နတ်ကနေပြီးနည်းနည်းလေးသူ့ကိုယောဂတိုးသွားအောင်လှုပ်လိုက်တယ်အဲ့ကြောက်ပဲသူလှုပ်နိုင်တယ်လေအဲ့ဒါတော့မှဘလို့ပါလဲစာထဲမှာပြောတာဒါဒီเจ้าကိုဥသိန်းတော်သုံးမဟာဝက်ကထာဂရာနဲ့သုံးမဟာဝက်ကတီဃာမှာဖွင့်ထားတာအဲ့ဒါတော့မှတခါတခါမှတွေကအတိတ်ကအကုသိုလ်ကံတွေဝင်မှမီးလောင်ရလေပင့်လှုပ်နိုင်တာတဲ့ တခါတခါမှတည်းအတိတ်ကအကုသူကနေဝင်တို့ကမပင်းနတ်ကဘာမှမလုပ်နိုင်ဘူးတဲ့ရှမ်းသာအောင်လဲသူလုပ်မပင်းနိုင်ဘူးထေရဝါဒစာပေအရာတခါတခါမှတို့တွေးဆနေတာလည်းနဲ့မှန်သေးလားမမှန်ကန်ဘူးကို့မှာဆိုကြပါစို့တခါတခါမှတို့ကကို့အကြောင်းနဲ့အတိတ်ကအကုသူကမဲ့ဖြစ်ဖြစ်ပုံစံမကျလို့ဆိုင်ငယ်ဘဝနေပြီးတော့ပြုတ်ကြလို့တာမန်ဆိုရင်လက်ကျုပ်မယ်ဒါပေမဲ့တခါတော်မတွေကသီလကလည်းပြည့်လေပြည့်နေတဏ္ဍာကုံကလည်းမမြဲဘူး အဲ့တော့နတ်ကနေထပ်ပြီးနည်းနည်းခေါင်းကွဲအောင်ထပ်လုပ်ပေးလိုက်တယ်ဟွအဲ့ဒါလောက်ပဲနတ်ကတတ်နိုင်တာအဲ့ဒါဘာကြောင့်လဲနတ်ကြောင့်နတ်ကြောင့်ဖြစ်ထားလားဒါမှကိုယ့်ရဲ့အကုသိုလ်ကံကြောင့်လားဆိုဘယ်လိုပြောမလဲကိုယ့်ရဲ့အကုသိုလ်ကံကြောင့်ပေါ်ပစ္စုပန်မှာတခါတခါမှနေတဏ္ဍကုံအောင်မှခေါင်းကောင်းမှမြဲတာကိုတဏ္ဍကုံရဲ့ဆွမ်းအားဘယ်လောက်ထဲလဲဆိုတာတခါတခါမှအပေါင်းသူတော်ကောင်းတွေကိုပြောပြအောင်မယ်လူတွေကအဲ့ဒါပဲမယောင်ရစီလူတော်တော်ခက်တယ်နော် ီတဏ္ဍဂုံဟိုတောင်သိမယုံကြည်ဘူးပြောပြမယ်ဗုဒ္ဓဘာသာမဟုတ်ဘူးဥစဉ်ဝတ္ထုတခုဖတ်ဘူးတာဘာသာကြာခရိယံဘာသာဝင်အဲ့ဒါဒကာမတို့ကရင်လူမျိုးပဲဘုံဘူးတယောက်ဘုံဘူးလားဘိုလ်ကြီးလားတော့မသိဘူးသူဆရာတော့ဒါတံပတော်အရာရှိဗမာလူမျိုးအဲ့ဒါ तू ကတရားသွားနာတော့ तू ကတော့ခရိယံဆိုတော့သူဆရာကားမောင်းနာတော့အသားလေးကားမှာပဲ तू ကြံခဲ့ ကားမှာကြံခဲ့တဲ့ခါကျတော့ तू ကအိတ်နေတာအိတ်နေတော့မကြဘူးသက်ပင်မွားအမငနေသားကြီးကဆင်းလာဘာကောင်းကြီးလဲငနေသားကြီးတော့တရေကြီးပေါ့ဘာကြီးတော့ငနေသားကြီးဆိုတော့ဘာကြီးတော့ဘာကြီးတော့တရေကြီးဟုတ်ကလားအဲအဲ့ဒီတရေကြီးကဆင်းလာပြီးတော့တခါတည်းလေပင်းကိုညစ်တာညစ်တဲ့အခါကျတော့အဲ့ဒီမှာ तू ကလည်း သူ့ဘာသာနဲ့သူဆူတောင်းတာပေါ့ဘာညာဆူတောင်းတော့ဆူတောင်းလို့မရဘူးတခါတည်းသေတော့မယ်လေဘင်းကကြလာပြီနော်ဒါဖြစ်ရမှာဝတ္ထုနော်ဥစဉ်လောက်ကြံပြောတာမဟုတ်ဘူးနော်ဖြစ်ရမှာမဲအဲ့ဒါသူဆရာကဗုဒ္ဓဘာသာဆိုတော့အမြဲတမ်းပဲဘုရားတရားသံဃာယနာသုံးပါဗုဒ္ဓသရဏဂိသာမိဓမ္မသရဏဂိသာမိသံဃသရဏဂိသာမိရွတ်တာအမြဲတမ်းသူကကြားနေရတယ်အဲ့ဒါသူကလည်းအသက်ကသေတော့မယ်ဆိုဟုတ်တော်ကြီးမဟုတ်တော်ဒကာဒကာမလည်းနတ်ကင်မှုကကြောက်တာဟုတ်ကလားပြုစရာတော့ပြုလို့ကင်စားမှာဘုန်းကြီးရလာပြီတယ်ဟုတ်လား ခုလည်းဥစဉ်တခါမှလည်းမကင်ပါလားဟမ်အဲ့တော့အဲ့ဒါနဲ့သူကနေပြီးတော့ဗုဒ္ဓဘာသာမဟုတ်ဘူးနော်ဒါမှတ်သားကိုသိကောင်းတယ်အဲ့ဒီတဏ္ဍဂုံကိုသူကနေပြီးတော့ရွတ်လိုက်တာဗုဒ္ဓံတဏ္ဍံကိစ္ဆာမိသူ့ဆရာရှိရကြားထားတာငါရွတ်ကြည့်အောင်မယ်ဆိုရွတ်လိုက်တဲ့ခါအဲ့လိုရွတ်လိုက်တာနဲ့သရေကြီးကလက်ကိုတခါနဲ့ဖြုတ်သွားတာဓမ္မတဏ္ဍံကိစ္ဆာမိဆိုတော့ခန္ဓာကိုယ်ဘောခုန်ချပြီသံဃာတဏ္ဍံကိစ္ဆာမိလဲဆိုတော့တခါတည်းကိုနောက်ကိုလှည့်မကြည့်ဘူးတက်ပင်ပေါ်တခါတည်းဝိုးဆိုပြီးတော့ အပန်နဲ့ကြီးနဲ့អော်ပြီးတော့ပြည့်တယ်သွားကဲတဲ့ကောင်အစွမ်းအစွမ်းအားထက်လာမထက်ဘူးလားအဲ့တော့တခါတခါမှအပေါင်းသူတော်ကောင်းတို့ကနတ်ရောင်ရောင်ဖះရောင်ရောင်လုံနေတာကိုနတ်ကင်မှုကြောင်းရတာနဲ့ခုနပြောပြီးပြီနော်နတ်ကင်နေဆိုတာကနတ်ကကင်တာလားကိုယ့်ရဲ့အဘုဒ္ဓကံရောက်ဖြစ်တာလားเอ้นักกะตะโกชี้โลงาก็ตู้โหมปูโซโลมะปะตาโลยูหยาจอกมะลุโลไกเนโซยินดาหมาละมะมาอูละเอ้อไมสาดิฐิ အယူမှားနေတာကာမတက္ကရာသမာဓိဋ္ဌိတောင်မစင်ကြဘူးဘယ်နဲ့ပြောတော့တက္ကရာမတွေကံကံရဲ့အကျိုးတယ်မကောင်းတာလုပ်ရင်မကောင်းတာရတယ်သူတို့ပဲပြောတာလीကောင်းတာလုပ်ရင်ကောင်းတာရတယ်ပြီးကြနတ်ကျတော့ကြောက်လိုက်တာဟမ်အဲ့တော့တက္ကရာမတွေထင်သလောက်နတ်ကတကူကြီးလားဟောနောက်မြတ်စွာဘုရားလက်ထက်တုန်းကသာတက္ကရာတခုပြောဦးမယ်အဲ့ဒါလည်းဒီလိုပဲမြတ်စွာဘုရားလက်ထက်မှာဓမ္မပဒထာဂရာမှာပါတာ ကလေးတွေဒိုးကစားတဲ့ခါကျတော့ဗုဒ္ဓဘာသာဝင်ကလေးကဘုရားရှိခိုးပြီးနမောဗုဒ္ဓတာအမြဲတမ်းဒိုးကစားဒိုးနိုင်တယ်ကိုကောင်လေးကဘာသာရကလေးကသူတို့ဘုရားတွေရှိခိုးပြီးဒိုးကစားရင်ဒိုးမှမနိုင်ဘူးအဲ့ဒါကိုဗုဒ္ဓဘာသာကလေးပြောတာလေးကိုကောင်လေးကမှတ်ထားတာတေးကျတော့သူ့အဖေနဲ့အဲ့ဒါမျိုးပြင်သွားပြီးတော့သွားတဲ့ခါကျတော့သူ့ဘုရားနွားတွေရှာရင်းနဲ့မျိုးတွေရောက်သွားတော့ကလေးကကြံခဲ့ရောမှောင်သွားတော့မျိုးတကားပြေတော့ဝင်လို့မရဘူး အဲ့ဒါကလေးကလည်းထမင်းကလည်းစားစားနဲ့ကြောက်ကြောက်ကလေးနဲ့လက်အောင်မှာအိမ်အိမ်နေတဲ့ခါကျတော့အဲ့ဒီမှာဘလူးနှကောင်ကလာတယ်ဘသူတွေလာလဲဘလူးနှကောင်လာတယ်တကောင်ကတာမာဒိဋ္ဌိတဲ့နော်တာမာဒိဋ္ဌိဘုရားတရားတန်ခါရင်နာသုံးပါးကြီးညိုတယ်ပေါ့ဘလူးတကောင်ကဘုရားတရားတန်ခါရင်နာသုံးပါးမကြီးညိုအမေနတ်မာတော်မှာအဲ့လိုဗုဒ္ဓဘာသာနတ်ဘာသာကျမ်းနတ်ရှိသေးတယ်ဟုတ်ကလား အေးဘုရားမယုံကြည်တဲ့နတ်တွေဘလူတွေရှိတယ်ဗျာဟုတ်ကလားအေးအဲ့ဒါနဲ့သူကနေပြီးတော့အဲ့ဒီမိစ္ဆာဒိဋ္ဌိဘလူကအဲအဲ့ကလေးငါစားမယ်ဆိုတော့ဟိုတမ္မာဒိဋ္ဌိဘလူကပြောတယ်မလုံးနဲ့မစားနဲ့လို့ပြောတာမရဘူး तू ကခြေထောက်သွားစဲတော့ဟိုကလေးကလန့်ပြီးတော့နမောဗုဒ္ဓတာရွက်လိုက်တော့ဟိုကလန့်ပြီးတော့တခါတည်းဘလူကကြောက်သွားတာမစားရဲတော့ဘူးအဲ့တော့စဉ်းစားကြည့်တခါတော့မှပေါင်းသူတော်ကောင်းတော့အဲ့ဒီကလေးကဗုဒ္ဓဘာသာဝင်ဟုတ်သလား ဘာသာကြားမဟုတ်ဘူးလားတဏ္ဍဂုံသူ့မှာတည်သလားတဏ္ဍဂုံမတည်ဘဲနဲ့ဖရာတပါးတဲ့နမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားနမောရှိခိုးပါ ਈ မြတ်စွာဘုရားကိုရှိခိုးတာတော့ဗုဒ္ဓဘာသာမဟုတ်တဲ့ဘာသာကြားဘုရားရှိခိုးတာတော့ဘလူးမစားနိုင်ရင်တခါတခါမတို့ကထေရဝါဒဗုဒ္ဓဘာသာဆက်စစ်ဖြစ်ပြီးတော့တဏ္ဍဂုံမြဲတဲ့ပုံကိုယ်တွေဆိုရင်အဲ့ဒီနတ်တခါတခါမတွေကြိုင်နိုင်မှမလားပြော တော့နတ်ကိန်းတာမပြောနဲ့လေဘယ်နဲ့လူတွေကလည်းကြည့်ပါအောင်တော့ပလင်းလဲလို့လူမလဲတဲ့ပုံကူတွေကများတောက်လိုက်တဲ့အရာတောက်တောက်ကိုလဲရောဟင်အဲ့ဒါတကားတဲ့ကထိန်ပွဲအလူပွဲဆိုတော့တို့အယောက်ကြားတွေကစိုးစိုးတို့မျိုးသမီးတွေပါပါသေးရဲ့အဲ့လောက်အရင်မှုနေတဲ့ပုံကူနတ်ကဖနောက်နဲ့ပေါက်မသားတော့ကံကောင်းဟုတ်ကလားအေကိုကိုတိုင်ကလည်းအဲ့ဒါအကျင့်သီလပြည့်ပြီးတဏှဂုံမမြဲဘူးလေနောက်ဆုံးသီလမရှိတောင်မှတဏှဂုံမြဲရင်နတ်ကလုံနိုင်မှာမလားမလုံနိုင်ဘူး